ုံးမင်္ဂလာပါเนาะဒီနေ့ကတော့ဥစေတို့အဘိဓမ္မာပိတကမှာရှိတဲ့ဝိဘေကပါဠိကိုအနေအခြေရုပ်ဖန်တဲ့ဆေကုသိုလ်ယူကြရအောင်ပဋ္ဌာယုတ်ပွဲเนาะပဋ္ဌာပဋ္ဌာပွဲပါเนาะပဋ္ဌာပွဲတွေရှိတယ်နောက်တစ်ခါမြန်မာနိုင်ငံမှာပဋ္ဌာပွဲရှိတယ်เนาะ ပထမပွဲဆိုရင်9ည9ရက်တည်းတ3ရက်တန်တိုင်ပေါ့နော်9ရက်တည်းတည်းပထမအသမဆဲမဟာပထာရုပ်ဖတ်ပူဇော်ပွဲစီတယ်နော်တချို့ကြတော့အဲတချို့ကြတော့ဘာတချို့ကြတော့အဲမဟာဘုဒ္ဓဝေရုပ်ဖတ်ပူဇော်ပွဲဆိုတာရှိတယ်ဒါမဟာဘုဒ္ဓဝေကိုမေဂိုးဆရာတော်ကြီး နော်မေဂုဆရာတော်ကြီးစီမံထားတဲ့မဟာဘုဒ္ဓဝေနော်မဟာဘုဒ္ဓဝေအဲရှစ်တွဲနော်ရှစ်တွဲအဟုတ်တယ်အဲ့ဒီမဟာဘုဒ္ဓဝေရုပ်ဖတ်ပူဇော်ပွဲရှိတယ်ပထမ်းပထမ်းရုပ်ဖတ်ပူဇော်ပွဲကြတော့ဟိုပါဗောပထမ်းရုပ်ဖတ်ပူဇော်ပွဲကြတော့ဗာလိလိုရုပ်တာဗောနော်ဒီမဟာဘုဒ္ဓဝေရုပ်ဖတ်ပူဇော်ပွဲကြတော့သူကမြင်းမပြရီရုပ်ရတာမြင်းမပြရီရုပ်ရတာနော် အဲ့ဒီထက်ပို့ပြီးတော့တချို့အကြောင်းတွေမှာဆိုရတော့အပိဓမ္မာခုနှစ်ကြာသူပထာပဲမဟုတ်ဘူးသူအပိဓမ္မာခုနှစ်ကြာရုပ်ဖတ်ပူဇော်ပွဲဆိုပြီးတော့အဲ့လိုမျိုးခြေပါတာရှိတယ်အဲ့အခုကတော့ဒီမှာအပိဓမ္မာလည်းမရုပ်ဖတ်တာကြာပြီဖြစ်တဲ့အတွက်ဒီမှာ အပိဓမ္မာပိဋကမှာရှိတဲ့ဝိဘေကပါဠိနော် ဝိပေကပါဠိကိုအနေအချေရုပ်ဖပူဆောင်ကြရအောင်နမောတတ္တဘဂဝါတောအရဟံတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအပိဓမ္မာပိတကအပိဓမ္မာပိတကဝိပေကပါဠိ တိခန္ဓာဝိပင်ကနော်ခန္ဓာဝိပေသုတ်တန္တပါစနိယဘေစခန္ဓာရူပခန္ဓာဝေဒနာခန္ဓာသိညာခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာတထဂတမောရူပခန္ဓာ ယံကေစီရူပံအတိဒါနံကဒပိစုပါနာအိသဒါဝပဟိတာဝါဩလာရိကဝါသုကုမာဝါဟီနာဝါပဏိဒါဝါယံဒူရေတန္တိကေဝါတတေကေသာအပိသိညုဟိတဝါအပိသိင်ခိပိတဝါအယံဝစတိရူပခန္တော တထဂတမရူပအတ္တိတာယရူပအတ္တိတာနိရောဓဝိကတာဝိပရိနတာအထေကတာအထေကတာအပထေကတာဩဘေစိတဝါဝိကတာအတ္တိတာအတ္တိတံတေအတ္တိတံအတ္တိတာဒေနတေဂိဟိတာ စဒါရောသမဟာဗုဒ္ဓစတောနေသမဟာဗုဒ္ဓနာဥပန္ဒယရူပာဣတံဝစတိရူပာအတိတာတထဂတမရူပာအနာဂတာယာရူပာအသန္ဒအဗုဒ္ဓအသေးသန္ဒအနိဗ္ဗာဒအနဗိနိဗ္ဗာဒအပန္တုဗုဒ္ဓ အနုဘာနာအတမုဘာနာအနုထိတာအတမုထိတာအနာဂတံအနာဂတသေနသေဂဟိတာသန္တာရောစမဟာဗုဒ္ဓစတောနိသမဟာဗုဒ္ဓနာဥပန္ဒယရူပါဣဒံဝစတိရူပါအနာဂတာတထကဓမ္မာရူပံပေစုံပါဏာယာရူပံ သန္တံဘုဒ္ဓံသေသန္တာနိဗ္ဗာတာအပိနိဗ္ဗာတာပန္တုဘုဒ္ဓံဥပ္ပာနာသမုပ္ပာနာဩဋ္ဌိတာသမုဋ္ဌိတာပိစုဘာနံပိစုဘာနာသေနာသင်္ကေဟိတာသန္တာရောသမဟံဘုဒ္ဓါစတုနိသမဟာဘုဒ္ဓနာဥပါဒါယရူပာဣတံဝောစတိရူပာပိစုဘာနာ တာထကဓမ္မာရူပတာထကဓမ္မာရူပအစ္ဆတာယာရူပဒေသံဒေသသတ္တနာအစ္ဆတာပိစ္ဆတာနိယကပါတိပုဂ္ဂလိကဥပါဒေနာပါတိပုဂ္ဂလိကဥပါဒေနာသတ္တရောသမဟာဗုဒ္ဓစတောနေသမဟာဗုဒ္ဓနာဥပါဒာယရူပဣဒံဝောစတိ ဣဒါဝစတိရူပံအိသတာတထကတမရူပံဘိန္တာယာရူပဒေသံဒေသံပရတတနာပရပုက္ကလနာအိသတံပိသန္တနိယကပန္တိပုဂ္ဂလိကံဥပါဒိနာသတ္တရောသမဟာဗုဒ္ဓစတောနေသမဟာဗုဒ္ဓနာဥပါဒါယရူပံဣဒံဝစတိ ရူပံပဟိန္တာတထဂတ္တမရူပံဩလာရိကသက္ခာယတနာသက္ခာယတနာဖောဓဘာယတနာဣတဝစတိရူပံဩလာရိကတထဂတ္တမရူပံသုခုမအေထေန္တရိယာကပလီကာရောအာဟာရောဣတဝစတိရူပံသုခုမ တထကတမရူပပိနာတထကတမရူပဟိနာယာရူပဒေသံဒေသသတ္တနာဩညာန္တာအဝိညာန္တာဟိလိတာပရိဘူတာအစိတေကတံဟိနာဟိနမတာဟိနသမတာအနိဋ္ဌအာကန္တာအမနာပါရူပသတ္တံကန္တာရတ္တဖောထပါဣတဝစတိရူပဟိနာ tathagatamarupam panita yarupam detam denta tadana anonyanta yarupam detam denta tadana anonyanta anawenyanta ahilitam aparibuddha siddhikata panita panitamata panita tamata ethagandam manambha ရူပတတ္တကန္တာရတံဖောထဘာဣတဝစတိရူပံပဏိတာဒန္တာဝါပဏာရူပံဥပါဒာယုဗန္ဒာယရူပဟိနပဏိတာတထပါတထဂတမရူပဒူရေအင်ထင်တရိယာပေယလကပလီကာရောအဟာရောယံဝံပဏိညာံပိအဋ္ဌိရူပံ အနန္တနေအနုပကထေဒူရေအတန္တိကေဣဒါဝစတိရူပဒူရေတထဂတမံရူပတာတိကေသက္ခာယတနာပေယလဖောထဘာယတနာယံဝပနေညာမိအထိရူပအန္တနေဥပကထေအဝိတူရေတန္တိကေဣဒါဝစတိရူပတန္တိကေ ဒန္တဝါပါဏရူပါဥပါဒာယုဘန္တာယရူပံဒုရေတတိကေတထံပါသာဒုတာဒုတာဒုဒါကတော့ဒီအနေအခြေလေးရုပ်ဖတ်တော့ဘူးဆိုတာပေါ့နော်တကယ်တော့ဒါကခန္ဓာဝိပေ ခန္ဓာဝိပင်မှာနော်ဒီခန္ဓာ၅ပါးသုဒ္ဓတာပါစနီယပေါ့နော်ခန္ဓာ၅ပါးတပါဘူဘက်ခန္ဓာလောက်ပဲပြီးသွားတယ်နော်ဘူဘက်ခန္ဓာလေးလောက်ပဲကြားတဲ့ဝေဒနာခန္ဓာသိညာခန္ဓာလေးရှိတယ်ဒါရူဘက်ခန္ဓာလောက်ပဲဘာဖြစ်လဲဆိုတော့ကတမရူဘက်ခန္ဓာတော့ဒါရူဘက်ခန္ဓာဆိုတာဘာလဲအဲ့မှာယံကိစီရူပာအတိဒါနာကရံပိစ္ဆုဘာနာအတိအနာကပိစ္ဆုဘာနာဖြစ်ကုန်သောအိသဒါဝဘေဟိဒါဝ အတွေ့အပန်နဖြစ်ကိုသောအော်လာရိကဝသုကဝဝါချန္တံကိုသောနူးညာကိုသောဟီနာပဏိဝါဟီနာဝါပဏိတာဝါယုနေကိုသော မြင်းမြကိုသောရန်တူရေတန်တိကေဝါတတိကိအဲ့နော်အတိကတော့ဒါရူဘက်ခန္ဓာဟိုအတိပဲဖွင့်တဲ့ခါမှာအမှပါလာတဲ့တလုံးချေပါနော်အတိဆိုတာဘာလဲအတိယုဆိုတာဘာလဲအနာကယုဆိုတာဘာလဲပြစ္ဆုတ်ပါရဲ့ ယုတ်ဆိုတာဘာလဲเนาะအစ္စဒိကယုတ်ဆိုတာဘာလဲဘဟိတယုတ်ဆိုတာဘာလဲအောလာဒိကယုတ်ဆိုတာဘာလဲသုကုမယုတ်ဆိုတာဘာလဲအဲ့ဒီတလုံးချေကိုเนาะဆက်ပြီးတော့ဖွင့်တာဖြစ်တဲ့အတွဲတတော်ကျေတာပေါ့เนาะယုတ်တဲ့ခါမှာဒါပထမတော့သူကခန္ဓာ၅ပါးကိုပြောတယ်ပြေဆက်ခန္ဓာရူပခန္ဓာဝေဒနာခန္ဓာတင်ညာခန္ဓာဒေဃာရခန္ဓာဝิญညာနဲ့ခန္ဓာပြီးတဲ့ခါမှာသူကအဲပထမဆုံးရူပခန္ဓာကိုပြောချင်တယ်ပြောချင်တာဖြစ်တဲ့အတွက် တထကတမောရူပခန္ဓာရူပခန္ဓာဆိုတာနော်ဘယ်လိုသဘောရှိတာလဲနော်ရူပခန္ဓာဆိုတာတရားတရားပါ၄လေအမှန်ပါရာရူပနော်ယံကိစီရူပအတိဒါနာကတံပိစ္ဆုဘာနာအတိအနာကပိစ္ဆုဘာဖြစ်ကုန်သောအဲ့လိုမျိုးရူပခန္ဓာရဲ့အတိပဲကိုနော်ရူပခန္ဓာရဲ့သဘောတရားကိုဖွပြတာဖြစ်တဲ့အတွက် အဲ့ဒီမှာပါလာတဲ့အတ္တတို့အနာဂတတို့ဆိုတာလေးကိုတလို့ချို့ထားပွတာပေါ့နော်အတေယောဆိုတာဘာလဲတာထကတမရူပအတ္တတာထကတမရူပအနာဂတတာထကတမရူပပိစ္ဆုပါနာနော်ပိစ္ဆုပါယောဆိုတာဘာလဲအတေယောဆိုတာဘာလဲအနာဂတယောဆိုတာအာနော်ဘယ်လိုသဘောလဲအဲ့ဒါလေးထပ်ပြီးတော့ဖွေတယ်အဲ့ဒါကြောင့်နည်းနည်းလေးကျဲသွားတာနော်အဲအားလုံးကျမ်းမှာခြားလာကြပါစေနော်